င်္ဂလာပါမိတ်ဆွေကြည့်ရွေးခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေနေနဲ့မိတ်ဆွေရဲ့ပတ်ဝန်းကျင်မှာမိတ်ဆွေရဲ့မကောင်းတဲ့ရင်တင်းပြောထက်တဲ့သူတွေမိတ်ဆွေကိုမနာလိုတဲ့သူတွေမိတ်ဆွေကိုအလေးမစားဆက်ဆံကြတဲ့သူတွေရှိနေမယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးဒီဗီဒီယိုနဲ့ပြီးတော့မှမိတ်ဆွေတို့ပေါင်းနေမပေါင်းရဆက်တယ်ပြုလုပ်တဲ့ဒီရောက်တောင်းလောက်ပြတော့မှာဖြစ်တယ်အားလုံးက ာငယ်လေးပြပါမှာသိချာပြနေတဲ့ပြည်ကတ်ငယ်လေးဟာငါသူလေးနဲ့ပတ်သက်ပြီးတော့မှကောင်းတာတွေလည်းမပြောဘူးအကောင်းတာတွေလည်းမလုပ်ဘူးအဲ့လိုလေးနဲ့ပတ်သက်ပြီးတော့မှကောင်းတာတွေလည်းမတွေးပါဘူးဘာပေမဲ့ငယ်လေးရဲ့ပုံဝင်ရတာတွေကငယ်လေးကိုနားလို့တာငယ်လေးရဲ့နောက်ကွယ်မှာငယ်လေးရဲ့မကောင်းတဲ့တွေကိုတို့တာငယ်လေးရဲ့ဒီနေ့ကိုတို့ကြပါ ငယ်လေးကဘာကြောင့်ဒီလိုပြရတာလဲဆိုတာနားမနေနိုင်ဘူး။ဒါဘယ်သူစီကပြန်ပြန်တောင်းနေကောင်းလဲဆိုစဉ်းစားပါလေ။အဆုံးမှာတော့တော့တောင်းကြတော့ဘာဖြစ်လို့ဒီရောက်လဲ။အကြောင်းကြတော့ကတဲ့ရကြည့်ရင်ဒီအတွေ့အကြုံချင်းမှာတော့ကြောင့်သူရဲ့ခက်ခဲတွေကိုပြန်ပြန်ပြေးနိုင်တယ်။အခုဒီပြေးနိုင်တယ်။ပြရတော့ဒီတစ်ပါးဖြစ်ပါမယ်။ငွေလေးကတော့ဘုန်းတော်ကြီးအောင် ထွက်လာခဲ့ပါတယ်။အဲ့တော့ကြီးကျောင်းကတော့နဲ့ကလန်းလမ်းမှာရှိပြီးတစ်ပင်ကြီးတွေနဲ့ပုံပုံဆိုင်ဆိုင်ရှိတာသိစိတ်ငြိမ်းတဲ့နဲ့ဘုန်းတော်ကြီးကျောင်းတောင်ပါပဲ။ဘုန်းကြီးအောင်ရောက်တဲ့အခါမှာတော့မိမိကဘုန်းတော်ကြီးကိုဝတ်ပြပါတယ်။ဒီတဲ့အခါမှာသူကပြီးတော့ဟာဒီကနေပတ်သက်တော့အကောင်းနာရီတက်လို့အကောင်းနာရီတက်လို့အကောင်းနာရီတက်ပြီးပါဦးခင်ဗျာ။ ိုင်မဲ့ပြီးတော့ရဲ့ကောင်းညီကလေးကပြီးတော့မနာလို့ဖြစ်ကြပြီးတော့ရဲ့မကောင်းတဲ့ခြင်းမျက်နှာတွေ့ကြပါတယ်ခေတ်ဆနဲ့ပတ်သက်ပြီးတော့မှပြီးတော့မှစိတ်နှောက်ဖြစ်နေပါတယ်အားကြောင့်ပြီးတော့မှဒီတက်ပြန်နဲ့တွုံးနေတာပြီးတော့ဘယ်လိုလုပ်ရလဲမြင်အောင်နေရမယ်လူလူတွေနဲ့အောင်းတင်းသက်ဆိုင်ရမယ်ဆိုတော့မိတ်ဆွေပါဆောက်ပြီးပါ တော်ကြီးကတွန်းလိုက်ပြီးအားလေးဒါလေးကလူလေးနဲ့ပတ်သက်ပြီးပြေကျော်နေတယ်ဒါလေးဘွားမှာအေးကျဉ်းကျဉ်းနဲ့ဘုလို့ဘုလို့ပြတော့နေကျင်နေပြန်တော့ဘုပြောကြမယ်လူလေးမျိုးနဲ့ပြင်းအောင်ဆက်အတွက်ပေါင်းနေလဲမလို့ရဘူးလို့မင်းငယ်လေးကစိတ်ဝင်စားတော့အားထောင်ကြတော့ကဆက်ပြီးတော့အဝေးကဆောင်းနေတယ် ဆက်ဆံမလုပ်ခင်နဲ့နံပါတ်1မျိုးသားကဆဲလက်တတ်တဲ့စိတ်ဓာတ်ရှိတဲ့တောက်ဖြစ်စင်းလဲဆဲလက်တတ်တဲ့စိတ်ဓာတ်ရှိတဲ့မျိုးကဘာသူပြရယုံကြည်မှုတနာကျင်နာစိတ်နဲ့အားနည်းချက်တွေကိုသူတို့ရဲ့ကိုယ်တို့အတွက်လုံးထားတော့အဲ့ဒီလိုစိတ်ဓာတ်ပြတဲ့လူတွေနဲ့ဝေးဝေးနေတယ်အားကြောင့်လဲဒါလေးရဲ့ပင်ကိုယ်တန်ကိုရှိမှုပြပြကိုကိုယုံကြည်မှုကို ပျောက်ဆုံးပြေပါတယ်။အာအင်းတွေကိုလုံးလုံးပြေပါတယ်။ကိုယ်ပိုင်တွေ့တဲ့နဲ့ခံစားချက်တွေကိုပျောက်ဆုံးပြေပါတယ်။နောက်ဆုံးတကားလေးမှာတန်တရားတွေနဲ့ဖတ်ပြတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးတွေနဲ့နှောင်နေမယ်ဆိုရင်တော့ဒါလေးရဲ့ပြင်ကိုတန်ဖိုးရှိမှုပုပ္ပကိုယုံကြည်မှုတွေကိုပြန်လည်ပြသနိုင်ပါမယ်။ကိုယ်ပိုင်တွေ့တွေကိုလည်းပြန်လည်မွေးမြူသိမ့်သိမ့်ခံနိုင် ရတော့လားတန်လဲဝင်ပြီးနေနေခါနိုင်ပါတယ်လို့မိမာရတော့ကချက်ပြီးတော့မဝေးရရှောင်းကြမ်းမယ်နံပါတ်1ဒီမျိုးကအောက်ကျောကလာနေပြတ်တဲ့ဒီမျိုးဘုံဘုံတို့ကောင်းညီမရှိတဲ့သူတွေကဘုံဘုံတို့ရဲ့ဘဝကိုပြင်တင်ပြနေတဲ့သူတွေရှိတယ်ပြည့်ချနိုင်တဲ့လူတွေလည်းရှိတယ်အဲ့ဒီလိုလူတွေကြားတဲ့ကအောက်ကျောကလာနေပြတ်တဲ့သူတွေကတော့တောက်ဆရာကောင်းတဲ့သူတွေပါပဲ လူလူတွေနဲ့ပေါင်းနေဆက်ဆံပြီးရင်ချင်းချင်းကြားမှာဟောတာပြောလဲတာတွေအချင်းချင်းအယုံကြည်ဖြစ်တာတွေလူပုံလဲမှာဘုံတိတ်ခါကြစဉ်းစားနေဖြစ်ပေါ်တယ်မှာလေဒါကြောင့်ဝေးဝေးကနေတယ်မှာလူမျိုးအောက်ကျောက်တားနဲ့ထိုးထက်တဲ့သူတွေနဲ့ဝေးဝေးကရှောင်ကြဉ်မယ်ဆိုရင်တော့ဟောတာပြောလဲတာတွေလည်းရှိတော့မှာအယုံကြည်ဖြစ်တာတွေလည်းရှိတော့မှာဘုံတိတ်ခါကြစဉ်းစားတဲ့ကိစ္စတွေလည်းဖြစ်ပေါ်တော့မှာဟုတ် ါကြောင့်နောက်ဆုံးကိုထားနေပြုတ်ရတဲ့ဒီနေ့ဝေဝေကဆုံးဖြတ်ချက်မှာအောင်းတင်းဆက်ဆံပြုလုပ်တယ်နံပါတ်၃ကိုအနာလိုစိတ်ရှိတဲ့အနာလိုစိတ်ရှိတဲ့ဒီနေ့အောင်းတင်းဆက်ဆံရင်းမှာယုံကြည်မှုစိတ်ချတဲ့ဟာသာတာတွေကိုစိတ်ပြည့်စုံပါမယ်နာလိုစိတ်ရှိတဲ့ဒီကမာလေးအောင်မြင်နေပြီဆိုရင်ဒီကတော့ဘာလေးအောင်မြင်နေပြီဒီကတော့ဘာလေးရနေပြီအားတော့ဘာလို့များပြီ ူကတော့ပတ်သက်နေလောက်ဝင်နေပြီအမှားတော့ဝင်နေပြီအနာတော့သိတယ်ဒီပေါ်ပြီးတော့လုတ်တယ်မလုတ်တာမကြမ်းပြမကြမ်းပြတဲ့အနေကိုလည်းကြံပါလိမ့်မယ်ဒါကြောင့်အနာတော့သိရှိတဲ့သူတွေနဲ့ကောင်းပြီးဆက်ဆံနေတဲ့သူဒုက္ခရောက်တယ်ဒါကြောင့်နာလို့သိရှိတဲ့သူတွေကိုလည်းဝေးဝေးကနေကြောင်းတယ်ကောင်းပြီးဆက်ဆံရတယ်လုတ်တယ်ပါအောက်တော့ အမ်ဘက်လေးကိုမျိုးသားကကာလေးရဲ့ပေါင်းချောင်းလေးကိုအောက်ပွင့်မှာကျော်ထက်တဲ့မျိုးကာလေးရဲ့ပုံဉာဏ်မှာကာလေးရဲ့ဘဝကိုမြင့်တင်ပေးနိုင်တဲ့လူတွေရှိတယ်လို့ကာလေးရဲ့ဘဝကိုပဲချနိုင်တဲ့လူတွေရှိပါတယ်အဲ့ဒီလိုလူတွေကြားတဲ့ကကာလေးရဲ့မကောင်းချောင်းကိုအောက်ပွင့်မှာကျော်ထက်တဲ့မျိုးကတော့တောက်စရာကောင်းတဲ့မျိုးကလေးရဲ့ကောင်းကြောင်းလေးကိုနောက်ပွင့်မှာပြောတတ်တဲ့အစ်စ်နဲ့ပြင်းနေအောင်ကောင်းကင်ဆက်ဆံနေတယ် ချင်းချင်းပေါင်းတဲ့ဆက်ဆံရေးမှာအန္တရာယ်ရှိတယ်။ဒီလိုလူတွေနဲ့ပေါင်းတဲ့ဆက်ဆံမှုရင်ချင်းချင်းကြားမှာစိတ်ဝမ်းကွဲတာတွေဖြစ်နိုင်တယ်။မညီညွတ်တာတွေပေါ်နိုင်တယ်။ချင်းချင်းမညီညွတ်တော့နေထိုင်ရတာလည်းကြောက်ရွံ့ရတော့မှာပေါ့။အဲဒါကြောင့်နောက်ပွဲကမကောင်းတဲ့တဲ့အစ်ဖက်တွေပေါင်းမှာတို့ပေါင်းမှာနဲ့တို့ကြတော့မိတ်ပါနဲ့အဲ့ဒီခါမှာခုနကလူငယ်လေးကသူ့ဘဝမှာအင်းပြတင်ခါတည်း ်ရရှိသွားမယ်။ဒီလိုဝချင်းနဲ့မိတ်ဆွေလည်းဆက်လက်တက်ဆက်ရှိတဲ့ပြည်တော့အကျော်ကိုထားနေတော့တဲ့ပြည်တော့အနာလိုသိရှိတဲ့ပြည်တော့နောက်ွယ်မှာမကောင်းတဲ့အတင်းတွေပြောရတဲ့ပြည်တွေကိုကြောင်းမှာပေါင်းပြီးပြဿနာလောက်ပါတယ်။ဒီမှာလည်းဟုတ်ပြီအဲ့တော့ဒီလိုကနေပြီးတော့မှမိတ်ဆွေအတွက်တို့တုံပြရရှိနိုင်မယ်လို့ကြွပါလေခုလို့ 모든 베스트 비디오를 보고 계신 나사님의 채널을 구독해 주시고 subscribe 부탁드립니다.